မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးမှကင်းဆောင်နေတဲ့စစ်သားများကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခတ်ရောက်စစ်သားနောက်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဝါလာ6ရက်နေ့ည9:00နာရီအချိန်မှာမြင်းကြံမြို့အတွင်းမှာရှိတဲ့ရဲတင်တန်းကျောင်းရဲ့တောင်ပတ်အထွေထွေအုပ်ချုပ်ရေးမှုရုံးမှကင်းဆောင်နေတဲ့အစံစစ်သားနောက်ဦးကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့ UG ရဲဘော်များကပျောက်ကြားနီးစနစ်နဲ့အနီးကဝင်ရောက်ပြစ်ခတ်တိုက်ခတ်ရောက်စစ်သားနောက်ဦးစလုံးအပြင်းထန်ဒဏ်ရာရပြီးတော့ မြင်းကြံစေးရုံကြီးကိုတင်ပုတ်ကုသထားရတယ်လို့သိရပါဗျ။ပြစ်တာကတော့တလုံးနဲ့ပဲအဲ့ဒီတလုံးကကင်းဆောင်နေတဲ့နားကိုကျလို့ထိသွားတာ။ဒဏ်ရာရတဲ့ကောင်တွေကိုတော့မြင်းကြံစေးရုံကိုပဲပုတ်မှာပါ။တေမတေကတော့အတီးပြုတ်လို့မရသေးဘူး။ကျွန်တော်တို့ရဲဘော်တွေဘေးကင်းစွာစုတ်ခွာနိုင်ခဲ့ပါပြီ။ကျွန်တော်တို့အခုလုပ်နေတဲ့ end point project ကမျိုးသိမ်းတိုက်ပွဲဆင်နွှဲဖို့ရည်ရွယ်ထားတာပါ။အခုဆိုရင် campaign က20ရာခိုင်နှုန်းကနေတော့မတက်သေးဘူးဖြစ်နေတယ်။ အခုကထောက်ပံ့ငွေကမရဘူးဖြစ်နေတယ်တိုက်ပွဲတွေကလည်းဆက်ဖြစ်နေတော့ကမ်ပိန်းရတဲ့ငွေတချို့ကတောင်မှအခုတိုက်ပွဲတွေထဲမှာကြီးပိုးခဲရမှုတုံးဆွဲနေရလို့မိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့မြစ်တာရက်ခံကြပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါတယ်မြင်းကြံ Black Tiger MPD တပ်ဖွဲ့အနေနဲ့မျိုးပြဆက်စင်ရေးများကိုပုံမို့ပြီးတော့အချိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်သွားဖို့ရှိပြီးမိဘပြည်သူများအနေနဲ့အခုပြုလုပ်ရရှိတဲ့ M Point Project ကို ဝိုင်းဝန်းကူညီပံ့ပိုးကြပါရန်နဲ့အကြမ်းဖက်စစ်သားများတဆွဲထားတဲ့နေရာများအနီးကိုအနီးကပ်စွာတွာလာနေထိုင်ခြင်းမျိုးမပြုကြရန်မြစ်တာရက်ခံထားကြောင်းတရေရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကတိုင်းတောင်တိုက်ပွဲမှာတေဆုံးသွားပြီလို့သိရှိထားရတဲ့အကြမ်းဖက်ဇော်မဲလုံးရဲ့အမျိုးတော်ဆက်တဲ့ခမာယာတစ်တစ်ကိုတရင်မှုဒုဗုံမူကြီးတပ်ပိုင်ထုံးဆိုသူဟာဆိုင်းတောင်လက်ကီမန်ဟိုတယ်တိုက်ပွဲမှာလည်းထပ်မံလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုနှစ်မက်လာ၁၀ရက်နေ့ဖားကန်မြို့နယ်ကတိုင်းတောင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအဲ့ဒီတိုက်ပွဲမှာခမာယာတစ်တစ်ကိုကတရင်မှု ဒုတိယဘုံမူကြီးတပ်ပိုင်ထွန်းပေဆုံးခဲ့တယ်လို့သိရှိထားခဲ့ရပါတယ်။အဲ့ဒီခမာယာတစ်တက်ကိုတရဲမှုဒုဘုံမူကြီးတပ်ပိုင်ထွန်းဟာစစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးနဲ့အမျိုးတော်ဆက်တယ်လို့သိထားရပါတယ်။ဖားကံမြို့နယ်စိုင်းတောင် Lucky Man Hotel မှာတပ်ဆွဲထားရမှာခမာယာတစ်တက်ကိုတရဲမှုဒုဘုံမူကြီးတပ်ပိုင်ထွန်းပါဝင်ခဲ့တယ်လို့သိရပါတယ်။မနေ့က Lucky Man Hotel ကို KI ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာလေခမာယာတစ်တက်ကိုတရဲမှု ဒုဗိုလ်မှူးကြီးတပ်ပိုင်ထွန်းလွတ်မြောက်သွားခဲ့တယ်လို့သိရကြောင်း KIA ရဲ့သတင်းရင်းမြစ်တစ်ခုကရှင်းပြထားပါတယ်အဲ့ဒီဇော်မဲလုံးရဲ့အမျိုးစုံလားတူစုံလားခမရတစ်တစ်ကိုတရင်မှုကကတိုင်းတောင်တိုက်ပွဲမှာလည်းမသေးဘဲနဲ့လွတ်သွားတယ်။လက်ကီမန်မှာတက်ဆွဲထားတဲ့စစ်ကြောင်းမှာပါပြီးတော့မနေ့ကလည်းဟိုတယ်ကိုတက်သိန်းတော့လဲထပ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်။အခုတည်းထိတော့ဖမ်းမမိသေးဘူး။ရှာနေတော့မဲလက်ကီမန်ဟိုတယ်မှာလွတ်မြောက်သွားတာကတရင်မှုဒုတိယဘုံမှုကြီးတပ်ပိုင်ထွန်းနဲ့ဆယ်ဦးလောက်ထွက်ပြေးလွတ်မြောက်သွားပါတယ်လို့ KIA ရဲ့စီရေးသတင်းအမြစ်တစ်ခုကရှင်းပြထားပါတယ်။ မနေ့ကအော်တိုဘားလာရှိရနေဖားကန်ဆိုင်းတောင်လက်ကြီးမန်ဟိုတယ်စကန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကအယောက်20ကျော်ကိုလက်နဲ့ခဲရမ်းများနဲ့တကွာစစ်တုံးဘန်းများအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့ပြီးတော့ကျန်တဲ့အယောက်20ကတော့တေဆုံးသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆလာပီတက်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲတရင်ကတော့စကိုင်းတိုင်းပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်တုံးဘန်းများအလင်းဝင်လာသူများကိုလက်နက်400ကျော် ်ဘင်းပြူအထုပ်80ဝန်းကျင်နဲ့အတူဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ15ရက်နေ့ကနေစတင်ပြီးတော့ပင်လယ်ဘူးမြို့ကိုစတင်တိုက်ခိုက်ခဲ့ပြီး53ရက်အကြာတိုက်ပွဲများနေ့စဉ်ဆင်နွှဲပြီးတဲ့နောက်တမျိုးလုံးကိုတိုက်ခိုက်သိမ်းယူနိုင်ခြင်းဖြစ်တယ်လို့သိရပါရတယ်။တိုက်ပွဲအတွင်းမှာပင်လယ်ဘူးမြို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကလက်နက်ချစုခွာခွင့်တောင်းပြီးတော့စုခွာသွားတဲ့အတော့ပင်လယ်ဘူးမြို့ကိုအမတ်တဲစစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများက အလုံးစုံထိမ့်ချုပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘားလ9ရက်နေ့ညပိုင်းမှာပင်လယ်ဘူးရဲစခန်းနဲ့စစ်ကူလာတဲ့ဗန်ကုန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကဒဏ်ရာရသူများမိသားစုဝင်များနဲ့ရိတ်ခါပြက်လက်နေခြင်းကြောင့်လနချဆုတ်ခွာခွင့်ပြုဝါရန်တောင်းခံလာတဲ့အတွက်ချက်ချင်းစီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်အော်တိုဘားလ၈ရက်နေ့မနက်ပိုင်းမှာပင်လယ်ဘူးမြို့ကိုအလုံးစုံထိမ့်ချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါဗျ။ စစ်ကောင်စီဘက်ကလက်နက်ချသူများဟာဝင်းတုံမျိုးကိုစုပ်ခွာခွဲ့ပြုခဲ့ပြီးတော့တခြားတော့ဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းတွေကိုတော့ကောင်းမွန်စွာထိန်းသိမ်းထားလျက်ရှိတယ်လို့သိရပါတယ်ပင်လယ်ဘူးမှာခမရ301ခမရ101ခမရ111 SNA တရင်6တဲ့၄ရဲတပ်ဖွဲ့ဝင်များပါဝင်ပြီးတော့စစ်ကောင်စီတပ်ဘက်ကစစ်ကူ၄ချိန်ပေးခဲ့တယ်လို့သိရပါတယ်စစ်ကူတရင်များဟာခမရ363ခမရ76ခမရ368 ခမရ89လုံးအပါဝင် စုစုပေါင်းတက်ရင်စက်တရင်ခန့်ရှိတယ်လို့သိရပါတယ်စိတ်ကောင်းစီကမြို့မကျဈေးရေးအတွက်လေးရင်အစည်းရည်130ကျော်နဲ့ပေါင်900ပေါင်300ပေါင်200စုစုပေါင်းအလုံးရည်3000ကျော်ကျဲချပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာလေလေးကျောင်းကနေဆက်လက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေသေးဖြစ်တယ်လို့သိရပါတယ် စစ်စင်ရေးကာလအတွဲမှာစစ်ကောင်စီရဲ့လက်နက်400ကျော်ကိုသိမ်းဆည်းရမိခဲ့ပြီးတော့စစ်ကူစစ်ကြောင်းတစ်ခုလုံးကိုခြေမုံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်စစ်တုံးမှအမြောက်အများဖမ်းဆီးရမိကလာရောက်ပြီးတော့အလင်းဝင်ပူးပေါင်းကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့သိရပါတယ်ဒါအပြင်ပင်လယ်မှုရဲစခန်းအတွင်းနဲ့ကဘိန်းကျူအခွက်ရီ80ဝန်းကျင်ကိုတိမ့်စီရမိခဲ့တယ်လို့သိရပါဗျ။စစ်စင်ရေးကာလအတွင်းမှာအမတ်တဲစစ်ဒေသကိုကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တိုက်ရင်းများကွန်မန်ဒိုတိုက်ရင်းများဘူဟာထုံးနှုတ်တပ်ဖွဲ့များ ကိုကဲရေးတပ်ဖွဲ့များကချင်လွတ်လပ်ရေးတပ်မတော် KIA မှတပ်ဖွဲ့များအမတ်တစ်စစ်ဒေသစကိုင်းတိုင်းပြည်သူ့ကာကွယ်အဖွဲ့ကိုကဲမှုအောက်မှရှိတဲ့ပကဖလှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များကမ်းမလူခရိုင်ပကဖလှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များရွှေဘော်ခရိုင်ပကဖဒရုန်းတပ်ဖွဲ့နဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ဒေသခံကောလင်းခရိုင်ပကဖလှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များကောလင်းဝင်းတို့ပင်လယ်ဘူးမြို့နယ်ပကဖတပ်ဖွဲ့ဝင်များပြည်သူ့လုံခြုံရေးအဖွဲ့ပလဖများပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံအချင်းထောင်မှာအချင်းထောင်အာဏာပိုင်များက တပ်နယ်မှုဘုံဘူးကြီးအောင်အောင်ရဲ့အမိန့်နဲ့မတရားဖမ်းဆီးခံရရတဲ့နိုင်ငံရေးအကျဉ်းသားများကိုမိသားစုဝင်များနဲ့ထောင်ဝင်စားအဲ့တွေ့ခွင့်ခွင့်မပြုဘဲနဲ့ပိတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချက်မဲ့စစ်ကောင်စီလက်အောက်ခံရွှေဝိုထောင်အကျဉ်းတော်အာဏာပိုင်များက2024ခုနှစ်ဇွန်လ1ရက်နေ့ကနေစပြီးတော့နိုင်ငံရေးအကျဉ်းသားများကိုမိသားစုဝင်များနဲ့ထောင်ဝင်စားအဲ့တွေ့ခွင့်မပေးတော့ခြင်းဖြစ်တယ်လို့သိရပါဗျ။ထောင်ဝင်စားအဲ့တွေ့ခွင့်ကိုပိတ်ထားတာဟာ၄လကျော်၅လနီးပါးကြာမြင့်လာပြီဖြစ်တယ်လို့သိရပါဗျ။ နိုင်ငံရေးအကျဉ်းသားတွေကိုစစ်အုပ်ချုပ်ရေးနဲ့လုံခြုံရေးအကြောင်းပြပြီးတော့မိသားစုဝင်တွေနဲ့အဲ့တွေ့ခွင့်ကိုမတရားပိတ်ပင်ထားတာဖြစ်ပါတယ်နိုင်ငံရေးအကျဉ်းသားဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အခွင့်အရေးဒဏ်တူမရဘဲနဲ့ခွဲခြားဆက်ဆံခံရရပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောကြားထားပါတယ်အခုလိုမျိုးနိုင်ငံရေးအကျဉ်းသားများကိုအဓိကအဲ့တွေ့ခွင့်ပိတ်ပင်မှုကိုပြုလုပ်ရန်ရွှေဘုံမြို့မှာရှိတဲ့တပ်နယ်မှူးက ဘုံမူကြီးအောင်အောင်ကညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါတယ်။မိသားစုဝင်များကထောင်ဝင်စာအဲ့တွဲခွင့်ပြုရန်အတွက်အချိန်ချိန်တောင်းဆိုခဲ့တော်လဲအချင်းဦးစီးဌာနကစာရွက်စာတမ်းတင်ပြရန်ပြောဆိုကစာရွက်စာတမ်းတင်ပြလာတဲ့အချိန်အချက်လက်မပြည့်စုံဘူးဆိုပြီးတော့အဲ့တွဲခွင့်မပြုဘူးလို့သိရပါတယ်။ရွှေဘုံထောင်မှာအောက်တိုဘာလ9ရက်နေ့ကအခြားသောရာဇဝဲမှုအကျဉ်းသားများကိုမိသားစုဝင်များနဲ့ ဲ့တွေးခွင့်ပြုတော်လဲနိုင်ငံရဲ့အကျဉ်းသားမိသားစုဝင်တွေကိုတော့အဲ့တွေးခွင့်မရကြဘူးလို့သိရပါတယ်အကျဉ်းထောင်အတွင်းမှာခွဲခြားဆက်ဆံခံနေရခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကိုရ PPNM ကပြောဆိုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမျိုးပေါ်ကရဲတပ်ဖွဲ့ဝင်တဦးဟာလက်နက်ခဲယမ်းများနဲ့တကွလင်းဝင်လာတဲ့အထွာ CDF ဟာခါကစုငွေများကိုချိမြက်ပေးပြီးတော့လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၈ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တဦးဟာတော်ဝင်ကြရာဟာခါမျိုးပေါ်က CDF ဟာခါထံကိုအလင်းဝင်ရောက်လာပြီးတော့လက်နက်ခဲယမ်းများကိုလည်းတပါတဲ့ယူဆောင်လာခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့ရဲတပ်ဖွဲ့ဝင်ကို CDF ဟာခါကစုငွေချိမြက်ပေးတဲ့အပြင်လုံခြုံတဲ့နေရာ ာကိုပါပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်တော်သားများအနေနဲ့ CDM ဝင်းလိုပါကအချိန်မရွေးဆက်သွယ်နိုင်ကြောင်းအလင်းဝင်လာသူများရဲ့လုံခြုံရေးကိုလည်းအာမခံပေးမှဖြစ်ကြောင်း CDF ဟာခါကထုတ်ပြန်ထားပါတယ်လက်ရှိမှာ CDF ဟာခါထံကိုစစ်ကောင်စီဘက်တော်သားများတောက်လျှောက်ဆိုးသလိုအလင်းဝင်ရောက်လျက်ရှိပြီးတော့စက်တမ်ဘာလအတွင်းမှာဟာခါမျိုးပေါ်မှာရှိတဲ့ရဲအရာရှိတအုပ်အဖအဝင်ရဲတပ်ဖွဲ့ဝင်၄ဦးအလင်းဝင်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ